လူအဖွဲ့အစည်းတစ်ခုကိုဘလို့ဖုံဖော်တင်တယ်လဲဆိုတဲ့မေခွန်ကြီးရဲ့အောက်မှာပေါ့နော် အမြဲတမ်းလလို take တိုက်တွေ့နေတဲ့အတွေ့အခေါ်ကြီးနှစ်ခုရှိပါတယ်တစ်ခုကတော့အုပ်စုတွေရဲ့မတူကွဲပြားမှုကိုတန်ဖိုးထားတဲ့အများရအဝါဒ pluralism ပေါ့နောက်တစ်ခုကကြတော့လူတူချင်းစီရဲ့တန်းတူညီမျှထည့်ဖို့ရှေ့တန်းတင်တဲ့တန်းတူညီမျှရဲ့ဝါဒ egalitarianism ပါဒီနေ့မှာတော့အဲ့ဒီဝါဒနှစ်ခုကြာကအားပြိုင်မှုကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြအောင် ကဲဒါဆိုရင်ဒီညင်းဝမှုရဲ့အဓိကခန်းကိုကြည့်လိုက်ကြရအောင်ဘလို့လူအဖွဲ့အစည်းမျိုးကပိုပြီးတရားမျှတပါတယ်လေမထူကွဲပြားတဲ့ကိုယ်ပိုင်လက္ခဏာတွေနဲ့အုပ်စုတွေနဲ့ဖွဲ့စည်းထားတဲ့လူအဖွဲ့အစည်းလားဒါမှမဟုတ်လူထူးချင်းစီတိုင်းတန်းတူညီမျှရှိနေတဲ့လူအဖွဲ့အစည်းလားဒီမေကုံကပဲကျွန်တော်တို့ရဲ့လေလာမှုကိုလမ်းညွှန်ပေးတော်မှာပါဒီမေကုံကို ဖြည့်ကြည့်ဖို့အတွက်ပထမဦးဆုံးအနေနဲ့အများကြီးဝါလာဆိုတာဗာလဲ သူကကဘာကြီးကိုဘလို့ရှုမြင့်တယ်လဲဆိုတာကိုအရင်ဆုံးရှင်းရှင်းလင်းလင်းနားလည်အောင်လုပ်ကြည့်ကြအောင်အများရဲ့ဝါရရဲ့အဓိကအချက်ကတော့ရှင်းရှင်းလေးပါပဲလူဖွဲ့စည်းဆိုတာတသားတည်းဖြစ်နေရမျိုးမဟုတ်ဘူးကိုယ့်ရဲ့တိကျလက္ခဏာတွေယုံကြည်မှုတွေနဲ့အတူတကွရှင်တွင်နေထိုင်ကြတဲ့အုပ်စုပေါင်းများစွာနဲ့ဖွဲ့စည်းထားတယ်လို့မြင်တာပါပဲဒီလိုကွဲပြားနေရဟာအာနယ်ချက်မဟုတ်ပဲအင်အားထုတ်လို့တောင်ထုတ်လို့ကရှုမြင်ကြပါရယ်ဟုတ်ပြီဒီဝါရရဲ့အဓိကမူလရင်းကိုကြည့်လိုက်ရင်သူတို့ဘာကိုဆိုလို့ချင်းလဲဆိုတာပူပြီးတော့ရှင်းသွားမယ် တို့ကလေအုပ်စိုးရကိုပိုင်လက္ခဏာနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုတန်ဖိုးထားတယ်။ပြီးတော့အာနာဆိုတာအစိုးရဒဏ္ဍာရီထဲမှာပဲရှိတာမဟုတ်ဘူး။မိသားစုဘာသာရေးလိုတိုက်ဝန်ဒါတရားတော့ကလည်းအရေးပါတဲ့အခွင့်အာဏာရဲ့ရင်းမြစ်တည်ပဲဆိုပြီးလက်ခံထားတယ်။အရေးကြီးဆုံးကတော့လေဒီလိုမတူကွဲပြားမှုတွေရှိနေတာကိုပြည်ထနာတကူလို့မမြင်ပဲလူပွေရှိတာအင်မတန်ကောင်းတဲ့အရာတကူဖြစ်ရှုမြင်တာပဲ။ပြောရရင်တော့လူတူးချင်းဆိုတာထက်အုပ်စုကိုပိုးပြီးတော့ရှည်တန်းတင်ထားတဲ့တဘောပါပဲ။ အများကြီးဝါရကအုပ်စုတွေကိုအာယုံစိုက်တယ်ဆိုရင်သူနဲ့တစ်ဖက်ဆုံးမရှိနေတဲ့တွေးခေါ်ဖြစ်တယ်တန်းတူညီမရဲ့ဝါရကတော့ဘာကိုအလေးပေးမလဲဆိုလားစက်ကြည့်လိုက်ကြအောင်တန်းတူညီမရဲ့ဝါရကတော့အမြင်တမျိုးနဲ့ချင်းကပ်ပါတယ်သူကအုပ်စုတွေကိုခဏပေးဖဲ့ထားပြီးလူတအုပ်ချင်းစီကိုပဲအထိကထားတယ်လူတိုင်းဟာဘသူပဲဖြစ်ဖြစ်ဘေးကပဲလာလာတန်းတူအခွင့်ရေးနဲ့တန်းတူဆက်ဆက်မှုကိုရတဲ့တယ်ဆိုတဲ့ကိုချင်းတေးကဆိုင်ရာအခြေခံမှုပေါ်မှာတိစောက်ထားကပါဆိုတော့တန်းတူညီမရဲ့ဝါရရဲ့အဓိကရည်မှန်းချက်ကတော့ လူတဦးချင်းစီကိုအဓိကကျတဲ့ကိုချင်းတရားဆိုင်ရာယူနဲ့အဖြစ်သတ်မှတ်တာပါပဲလူမှုရေးနဲ့စီးပွားရေးဆိုင်ရာကွာဟာချက်တွေကိုရှော့ချဖို့ဖြစ်နိုင်ရင်လုံးဝဖယ်ရှားပြဖို့ကြိုးစားတယ်ပြီးတော့ဘယ်အုပ်စုဝင်ဖြစ်နေပါစေလူတိုင်းအတွက်အကျုံးဝင်တဲ့တလောကလုံးဆိုင်ရာအခွင့်အရေးတွေကိုအခအကွဲပြဖို့တောင်းဆိုတယ်ကဲဒီအတွေ့အခေါ်နှစ်ခုကိုတခြားစီထိသွားပြီဆိုတော့သူတို့နှစ်ခုပဲနေရာမှာထိကြိုက်တွေ့ပြီးအားပြိုင်မှုတွေထစ်လာတယ်လဲဆိုတော့အတီးအကျလေ့လာကြည့်ကြရအောင် ဒီမှာရှင်ကြည့်လိုက်တယ်သူတို့ရဲ့ကွာခြားကက်ကတတော်လေးကိုတိတာပါတယ်ကြည့်လိုက်ပါ အများကြီးဝါရကအုပ်စုတဂရုကိုအဓိကထားတယ်တိုင်းလူညီမကြီးဝါရကကြတော့တူးချင်း the individual ကိုပဲအာယုံဆိုင်တယ်အခွင့်အရေးကိုဘယ်ရတော့ဆိုလဲဆိုတဲ့အမြင်မှာလဲကွာသွားတော့တစ်ဖက်ကအုပ်စုဝင်ဖြစ်ခြင်းနဲ့ဒလေးထုံးတဲ့နေကိုအခြေခံတယ်လို့ပြောချင်မှာနောက်တစ်ဖက်ကတော့လူသားတယောက်ဖြစ်နေုံနဲ့ရာသနဲ့တလောကလုံးဆိုင်ရာအခွင့်အရေးကိုပဲအလေးပေးလဲသူရဲ့ပန်းတိုင်နေတယ်လဲလုံးဝကိုစန့်ကျင်ပဲဖြစ်နေတာတွေ့ရပါလိမ့်မယ် ဒီလိုအားပြိုင်မှုကကျွန်တော်တို့ကိုအင်မတန်အခြေခံကြတဲ့မြေဟုံးတစ်ခုစီတွန်းပို့နေပါတယ်။လူတွေကိုတန်းတူဆက်ဆံတယ်ဆိုတာသူတို့ကိုတပုံစံတီးဆက်ဆံတာကိုဆိုလိုတာလား။ဥပမာအနေနဲ့ပြောရရင်အုတ်ဆွတ်တစုရဲ့ယဉ်ကျေးမှုကိုအထူးကောက်ွယ်ပေးတာဟာတန်းတူညီမျှမှုနဲ့ဆန့်ကျင်နေသလား။ဒါကတကယ်ကိုဖြစ်ရဖက်တဲ့မြေဟုံးတစ်ခုပါပဲ။အဲဒါကြောင့်မို့လို့ဒါကဘသူနိုင်ဘသူရှောင်းဆိုတဲ့တိုက်ပွဲတစ်ခုမဟုတ်ပါဘူး။တကယ်တမ်းမှာတော့ခစ်တဲ့လူဖွဲ့စည်းတွေဟာ ဒီစံပြတရားနှစ်ခုကြားကမှန်ကန်တဲ့ချိန်ခွင်ရှာတစ်ခုကိုရဖို့အမြဲတမ်းညှိနှိုင်းနေကြတာပါလက်တွဲမှာဒီချိန်ခွင်ရကိုဘယ်လိုရှာကြလဲဆိုတော့ကိုဒီဥမာရင်းနဲ့ကြည့်အောင်ဥပမာအစိုးရတစ်ခုကလူနည်းစုဘာသာစကားတွေကိုကာကွယ်ပေးတဲ့ဥပဒေတွေပြဋ္ဌာန်းနိုင်တယ်ဒါကအများဝါဒပဲကိုရင်တယ်လို့ရပေါ့ဒါနဲ့မဲ့တစ်ချိန်တည်းမှာပဲအလုတ်ခွင်မှာခွဲခြားဆက်ဆက်မှုကိုတားမြစ်တဲ့ဥပဒေတွေနဲ့လူတိုင်းတွေတန်းတူအခွင့်အရေးကိုအာမခံပေးတဲ့ ဒါကတော့တန်းတွင်းညီမရေးဝါရရဲ့အပိုင်းပါဒီလိုမျိုးမူဝါရတွေကိုတိမ့်ဝက်စွာပေါင်းစပ်ပြီးလက်တွေ့ကျင့်သုံးနေရတာပါဆိုတော့အထီးကမှတ်သားရမယ်အချက်ကတော့ဒီပฏิပတ်ခါဟာနောက်ဆုံးဖြစ်တစ်ခုတည်းရှိတဲ့ပြဿနာမဟုတ်ပါဘူးဒါဟာဒီမိုကရေစီဘဝရဲ့အဆက်မပြတ်ရှိနေတဲ့အမြဲတမ်းစီမံခန့်ခွဲနေရမယ့်အထွန်းပြင်တစ်ခုပဲဖြစ်ပါလေနောက်ဆုံးတော့ဒီမေးခွန်းကကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာဖြစ်ကြံခဲ့ပါတယ် တရားမျှတတဲ့လူဖွဲ့စည်းတစ်ခုကိုတိစောက်တဲ့အခါမှာအုတ်စုရဲ့ထူးခြားမှုနဲ့လူတဦးချင်းရဲ့တန်းတူညီမျှမှုဒီတန်ဖို့ခုတည်းကဘဲဟာကိုကျွန်တော်တို့ရဲ့အဓိကလက်ညွန်ဖြစ်ဦးစားပေးတင်ပါတယ်လေဒီကြောင့်ကိုဆက်လက်စဉ်းစားကြည့်ကြဖို့တိုက်တွေးနေမဲ့ဒီရှင်းလင်းတင်ပြမှုကိုအဆုံးသတ်လိုက်ပါတယ်